မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ24ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားဘော်ရမွေးခြင်းများမှာခန်းပြီးမြို့မှာ၄တသမ၂တလက်မှာပေါင်မြို့မှာ၄တသမ39လက်မှာဖန်အန်စိုက်ပျိုးရေးမိုးလေဝသမှာ3တသမ18လက်မှာတထုံမြို့မှာ3တသမ11လက်မှာ ကော့တောင်းမြို့နယ်ဖန်မြို့တို့မှာ3.39လက်မစီဟ ோம் လင်းမြို့နယ်မော်လမြိုင်မြို့တို့မှာ2.48လက်မစီကိုကိုကျွတ်မြို့မှာ2.24လက်မဘီးလင်းမြို့မှာ2.35လက်မအိမ်မဲမြို့မှာ1.69လက်မနဲ့ရင်းမြို့မှာ1.83လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအိုက်ခွဲချိန်မိုးလေဝသဂျိုးတို့မှာဖန်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အထက်မှာတိတ်ထွက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရှခိုင်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျရရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလျက်ဆစ်လက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်အထက်မှာတိမ်တူထက်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြ လေပြင်းအတူမြင်းများပုံစံရမြမကင်မရာတျှောက်မှာမောက်တောင်လေးအားကောင်းရာမှာအားလုံးကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတို့မှာမောက်တောင်လေးအားကောင်းရာမှာအားလုံးကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကင်မရာတျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရံမရံခမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုက်ကို35မိုင်အထိတက်ခတ်နေပါတယ်။လိုင်းမြင်မှာမြမကင်မရာတျှောက်နဲ့ ကမ်းလုံပင်လေပြင်တော့မှာစက်တပ်ပေမှာ73ပေခန့်ရှိနေပါတယ်။မနှက်ပြတ်မနှက်ထီခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာဆက်ဆိတ်နေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှိတ်ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနံပြားမိုးတချုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမိုးကျနေပါတယ်အခုဆက်လက်ပြီးမနှက်ပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မျိုးချင်းများလာဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတိမ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲဆီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတိမ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲဆီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ 24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတက်ချောင်းရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယက်68ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ29ဒီဂရီဆယ်စီယက်87ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့မောက်တုံလေးအကောင်းနေပါမယ်။ရေကြီးခြင်းသတိပေးချက် ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာချက်အရချင်းတွင်းမြေဟာ Homeless မြို့မှာရင်းမြို့ရဲ့စွန့်ရီမတ်အောင်နှစ်ပေခွဲခန့်မှာရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်နေ့ရက်အတွင်းရင်းမြို့ရဲ့စွန့်ရီမတ်သို့ရောက်ရှိနေပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာချက်အရချင်းတွင်းမြေဟာဖောင်းပြင်းမြို့မှာရင်းမြို့ရဲ့စွန့်ရီမတ်အောင်သုံးပေခန့်မှာရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်နေ့ရက်အတွင်းရင်းမြို့ရဲ့စွန့်ရီမတ်သို့ရောက်ရှိနေပါတယ်။ တို့ပြပါ၍ဟောင်းမလင်းမြို့နယ်နဲ့ဖောင်းပြင်းမြို့နယ်များတွင်ရှိမြေကမ်းဤနယ်မြေနေပိုင်းနေထိုင်သူများနေဖြင့်ကြိုတင်တတိပြုနိုင်မာရန်နဲ့မြေရည်မြင့်တလာပါကအချိန်မီရှောင်ရှားနိုင်မာရန်တတိပိနှိုးဆော်အပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလနဲ့နိုင်ချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒတတိများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ